ခုနှစ်တသမခုနှစ်ဆိုတာနည်းနည်းနော်နော်မမဟုတ်တာပေါ့နော်အဲ့တော့ဒီလှုပ်လှုပ်ပြီးတဲ့အရင်လှုပ်ပြီးတဲ့အချိန်လှုပ်ပြီးတဲ့နောက်ပိုင်းမှလည်းဟိုငလျင်တိတိလေးတွေလည်းနောက်ကနေအချိန်ချိန်လှုပ်တယ်ဆိုတော့လေလူစိတ်မှာ trauma တော့ရမှာပဲတဲ့လားကျွန်တော်တို့ကသာဒီရန်ကုန်မြို့မှာသာအဲ့လိုမျိုးမကြုံမိလို့ကျွန်တော်တို့ကျွန်တော်တို့လည်းအဲ့လိုမျိုးကြုံမိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းနေရဲချင်မှနေရဲတော့မှာလေပြီးလို့ရှိရင်တိုက်တွေကပထမတစ်ချက်လှုပ်တဲ့မှာကအရင်ဟိုပျက်စီးပြီးတော့ နောက်ပိုင်းမှာဖြည်းဖြည်းလေးဖြည်းလှုပ်တင်တဲ့ဟာမျိုးလေအပြိုသက်ဟာမျိုးတွေသူတို့တွေလည်းတွေ့နေကြ trauma တော့ရှိမှာပဲကျွန်တော်ဆိုလည်းအဲ့နေရာမှာဆိုလည်းဖြစ်မှာပဲဟုတ်ကိုယ်တိုင်မကြုံဘူးလို့မသိဘူးလို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့ဆိုလည်းဖြစ်မှာပဲလာပါအဲဦးစမလူနဲ့အာဒါကျွန်တော်တို့နဲ့ဟိုးရင်ကလေးကနေခင်မင်လာခဲ့တာပေါ့နော်ဆရာတော်ကြီး လို့တော့ပြဆရာတော်ကြီးရှိကြတဲ့ဗောနော်ဒီအာနှစ်စင်လဲကျွန်တော်တို့ဒါအဲ့လိုမျိုးသူ့မွေးနေ့မှာအဲ့လိုစွန့်စံသိန်းလောင်းနေအဲပြီးလို့ရှိရင်ဒါမရှိတဲ့ဒါလွန်ပါတဲ့လူတွေကိုသူကူညီပေးတယ်ဗောနော်ဒီလိုဆိုကြအနှင်းရင်လှူသားလေးတွေလှူသားတွေကိုလည်းဒါကူညီပေးတယ်ဆိုတာသိရလို့ကျွန်တော်ဒါရောက်ရောက်လာတာပါဟုတ်အဲဖဖို့ဒီတမကတတော်ရတော်ရှိပါစေပြီးလို့ရှိရင်လည်းဖဖို့လည်း pride တက်တွေအများကြီးလုပ်နေတယ်လေအများကြီးလုပ်တယ်ဆိုတော့ဒီတမကလည်း pride တက်တွေလုပ်နိုင်ပါလေသာသနာအကျိုးဘာသာအကျိုးလည်း ထားဖို့နိုင်ပါစေလို့ဆုတောင်းပါတယ်ဟုတ်အဲမှန်တမ်းပြမယ်ဆိုလို့ရှိရင်အင်္ဂလီဘေးနဲ့ပတ်သက်ပြီးတော့တကယ်ကို စိတ်မကောင်းပါဘူးဆိုတဲ့ဇကားထက်ပူတဲ့စကားရှိရဆိုလို့ရှင်အဲ့စကားတွေကိုကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်ပေါ့နော်ဒါဟိုဝိုင်းဝန်းပြီးတော့ကုညီနေကြတယ်ဒါလှုပ်လဲလှုပ်နေကြတယ်ဟိုတနေ့ကဆိုလို့ရှင်လည်းကျွန်တော်တို့ဒီ movie fc ကနေဒါရမုံငွေပွဲလေးလှုပ်တယ်ကျွန်တော်တို့ဒီဘကိုးမှာအဲ့တော့အထူးငွေအလုံးသိန်းပေါင်း300ကျော်လောက်ကျွန်တော်တို့ရတယ်အဲ့တော့ ဲ့ဒါကိုလည်းကျွန်တော်တို့ဒီ movie app စီအတိုင်းဝင်ရှင်းလူတွေနဲ့လည်းကျွန်တော်တို့တွားလူဖို့ရှိတယ်အဲအခုဒီဖုံဖုံနဲ့လည်းကျွန်တော်တို့ဒါလူငလင်ပေးအတွက်လည်းဖမောကလုပ်နေတဲ့ဟာကြီးလည်းရှိတယ်အဲ့မှာလည်းကျွန်တော်ပါဝင်ပြီးတော့ဟိုလူအားပဲဖြစ်ဖြစ်ပေါ့နော်ဒါပါဝင်ပြီးတော့ကျွန်တော်လုပ်မှာပါအဲဘယ်လိုပြောရမလဲအခုလိုမျိုးအမြင်နေတွေ့နေရတော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်အဲရှင်ကွဲကွဲတဲ့လူတွေရောဒီကွဲကွဲတဲ့လူတွေရောဆိုတော့တကယ်ကိုစိတ်မကောင်းဖြစ်ရတဲ့အနေအထားပေါ့နော် ီလိုမျိုးနောက်ထပ်ထပ်ပြီးတော့မကြုံကျင်တော့ဘူးအဲ့လိုအဲ့လိုမျိုးတော့စိတ်ထဲမှာဖြစ်မိတယ်ပေါ့လေဟုတ်အဲအဲ့ဒီတုန်းကတော့ကျွန်တော်ကအိမ်မှာပဲကျွန်တော်အိမ်ကကိုးလော်ဆိုတော့လေကိုးလော်ဆိုတော့ဟိုပြေးစင်ရတာရန်ကုန်မှာပဲဟုတ်တိတာတယ်ကိုးလော်လေကျွန်တော်တို့ကပန်းဟောက်ဆိုတော့လေအရင်တိတာတယ်ဟိုဒါပေမဲ့ကျွန်တော်တို့စီမှာလှုပ်တယ်ဆိုတော့အချိန်ကများတယ်လို့သာထင်တာကျွန်တော်တို့ဒီ Facebook ပေါ်မှာတက်လာတဲ့အခါကျမှဟိုဘက်မန္တလေးလိုစကိုင်းမှာလှုပ်သွားတဲ့ ငလျင်ရဲ့အရှင်ဟာနည်းနည်းတော့အရှင်မှမဟုတ်တာအဲ့လောက်ကြည့်ပါတော့ကျွန်တော်တို့ဘက်မှာ PC တွေပါအဲ့လောက်တော့မပြုပြုမကြခဲ့ဘူးပေါ့ဒါပေမဲ့လှုပ်တာတော့တော်တော်ရမ်းတာတော့တော်တော်ရမ်းတယ်ဘာလို့ဆိုအပေါ်ဆုံးတက်လေဖြစ်တော့ကိုစင်မဲ့ဆိုပြီးတော့ဒါအဲအဲကျွန်တော်ကျွန်တော်စိတ်ထင်ပေါ့နော်ဒါဒီငလျင်ငလျင်အများကြီးလှုပ်သွားတယ်ငလျင်အများကြီးလှုပ်သွားတဲ့ဟာဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောမလဲဒါ9.9ဆိုတာနည်းနည်းတော့မှမဟုတ်တာပေါ့နော်အဲ့တော့ ဒီလှုပ်လှုပ်ပြီးတဲ့အရင်လှုပ်ပြီးတဲ့အချိန်လှုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းဟိုငလင်တိတိလေးတွေလည်းနောက်ကနေအချိန်ချင်းလှုပ်တယ်ဆိုတော့လေလူစိတ်မှာ trauma တော့ရမှာပဲတလားကျွန်တော်တို့ကသာဒီရန်ကုန်မြို့မှာသာအဲ့လိုမျိုးမကြုံမိလို့ကျွန်တော်တို့ကျွန်တော်တို့လည်းအဲ့လိုမျိုးကြုံမိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းနေရဲချင်မှနေရဲတော့မှာလေပြီးလို့ရှိရင်တိုက်တွေကပထမတစ်ချက်လှုပ်တဲ့မှာကအရန်ဟိုပျက်စီးပြီးတော့နောက်ပိုင်းမှာဖြည်းဖြည်းလေးဖြည်းလှုပ်တဲ့ဟာမှာလေအပြိုတဲ့ဟာမျိုးတွေသူတို့တွေလည်းတွေ့နေကြ trauma တော့ရှိမှာပဲကျွန်တော်တို့ဆိုလည်းအဲ့နေရာမှာဆိုလည်းဖြစ်မှာပဲဟုတ် ကိုယ်တိုင်မကြုံဘူးလို့မသိဘူးလို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့ဆိုလည်းဖြစ်မှာပဲဘယ်လိုပြောမလဲညီမလေးရဲ့အခုလိုမျိုးပြောမယ်ဆိုလို့ရှင်တော့ပြောရမယ်အကြောင်းအရာတွေအများကြီးပေါ့နော်ဒါကိုပြောချင်တာကတော့ဒီလိုခြေနေမျိုးတွေဒီလိုမျိုး ကာလတွေအမြန်ဆုံးပြီးဆုံးပါစေလို့ပဲဆုတောင်းရမှာပဲဟုတ်အဲသွေးရတော့ဒီ ငလျင်ဘေးမှာထိခိုက်ဒဏ်ရာရတဲ့လူတွေကိုလိုအပ်တဲ့သွေးတွေပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အဲ့လောက်ထိမချမ်းသာပါဘူးဒါပရိုက်တာအနေနဲ့ဆိုရလဲငွေရှိမှလုပ်နိုင်တာလေလူအင်အားငွေရှိမှလည်းလုပ်နိုင်တယ်ဒါပေမဲ့လှူကျင်တဲ့စိတ်လေးတစ်ခုရှိရဟာဖြစ်တဲ့အတွက်နဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အလှူတတ်ဖို့ပဲလိုတယ်စိတ်ထမ်းမှာတကယ်ကိုဖြူစင်ပြီးတော့ ိုလှူခြင်းနဲ့စစ်ကလေးဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်နဲတာများတာမဟုတ်ပါဘူးကျွန်တော်လည်းတက်ကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်လှူတယ်အဲပြီးရတဲ့ခါဆိုလို့ရှိရင်လည်းဟိုမြေပြင်ထိကျွန်တော်မဆင်းနိုင်ပေမဲ့လည်းဒီဘက်ကဟိုလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်ဝယ်ပေးတယ်အဲအရှင်ရန်စင်နာတို့ပေါ့နော်အရှင်ရန်စင်နာတို့တို့ကဒီအင်္ဂလိပ်ထိသွားမယ်မန္တလေးစကိုင်းအင်္ဂလိပ်ထိသွားမယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေကိုလည်းဒီဘက်ကနေလိုအပ်တဲ့ဟာကိုကျွန်တော်ရဲ့အကိုလင်မယားအလှူမှာလိုက်ပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့လုပ်ပေးတယ်အဲ့တော့ကိုတတ်နိုင်တဲ့ဟာပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကလေအခုကျွန်တော်တို့ဒီငလီမြန်မာနိုင်ငံမှာတခုအား ဘယ်လိုပြောမလဲဟိုတကယ်ချီချူးမကောင်းတယ်ဆိုတာတခုခုတဘာဝအပေးအနေပဲဖြစ်ဖြစ်တခုခုဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးကလေလှူကျင်တဲ့စိတ်လေးတဲ့မြန်မာနိုင်ငံမှာနေတိုင်းတဲ့လူတွေတော်တော်များများဒါပေါများတယ်လို့တော့ပြောလို့မရတော့လှူကျင်လှူကျင်တဲ့စိတ်တွေပေါများတယ်ဟိုလှုပ်ပေးကျင်တဲ့ဟာတွေကလည်းများတယ်ပေါ့လေအဲ့ဒါကိုတကယ်ဟိုချီချူးမကောင်းပါလေအဲအဲ့တော့ဟိုနဲတာမှမဟုတ်ဘူးများတာမှမဟုတ်ဟိုတနည်းအားဆိုလို့ရှိရင်ကျွန်တော်တို့ဒါရမုံငွေဘောလုံးပဲသွားကန်တယ်ကျွန်တော်ပြောလို့ရှိရင်ညာစင်းမှာကျွန်တော်အထူးလိုက်ခံတယ်အထူးလိုက်ခံတဲ့အချိန်မှာလည်းအဲ့လိုမျိုး ဘေးမှာထိုင်နေတဲ့ဖဖဖတယောက်ကနေသူ့ရဲ့ပကံလေးလေးကနေတိတိကိုချက်တယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်စိတ်ကလေးဘလောက်ထိရှိလဲပေါ့နော်အဲ့အဲ့ဒါတကယ်ကိုကြည့်ကြည့်ပေါ့ကောင်းပါလေဟုတ်ဖြစ်တာပေါ့ဖြစ်ပါတယ်ဖြစ်တာပေါ့ဟိုနဲရမှာမဟုတ်များတယ်ပေါ့များများလူနိုင်တဲ့လူများများလူတယ်ဆိုတာလည်းတကယ်ကိုပီတိဖြစ်ရတယ်ဟုတ်လားအဲဘာမှမပြောနဲ့ဟိုရေခဲတော့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူ့တောင်မှလှူကျင်တဲ့စိတ်ကလေးလေသူ့မှာလေအော် ပရိုက်တာအနေနဲ့လာလှူကြတယ်လာလှူကြတဲ့လူတွေပင်မန်းနေမှာပဲမောနေမှာပဲငါရဲ့ရေကဲတုပ်လေးထားလိုက်ရတယ်ဆိုလို့သူအေးမှာပဲအဲ့စိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုကြရတာသူ့မှာအဲ့ဒါကုသရသွားပြီပေါ့နော်ဒါကောင်းကောင်းတယ်လို့ပြောတာပေါ့ ဒါပေါ့ဒါပေါ့ထားတဲ့စိတ်လေးမှန်လို့လို့ရှိရင်ယူဘူးစေရောမဟုတ်လူတရားမှာတရားစလုံးတော့မတူနိုင်ဘူးလေအမပြောသလိုပေါ့နော်အခုနကပြောသလိုလှူတဲ့အရာကောင်းတဲ့ဆိုပေမဲ့လည်းအမပြောသလိုအခုအဲ့ဒီဂျားထဲမှာလည်းအဲ့ဒီဟာကိုအခွင့်အရေးယူပြီးတော့အသုံးချတဲ့လူတွေကလည်းရှိမှာပဲအဲ့တော့ကျွန်တော်အရင်တော့ကလည်းကျွန်တော်အင်တာဗျူးတွေမှာဖြေပါတယ်လူတရားလုံးကတရားစလုံးတော့စိတ်ချင်းတော့တူမှာတော့မဟုတ်ဘူးကောင်းတဲ့စိတ်ရှိသလိုဆိုးတဲ့စိတ်လည်းရှိနေမှာပဲအကောင်းတဲ့အဆိုးကတော့တွန်တွဲနေမှာပဲနေရာပဲသွားသွားအဖြူနဲ့အမဲရှိသလိုအကောင်းတဲ့အဆိုးကတော့ရှိမှာပဲကျွန်တော်တို့မှလည်းအကောင်းရှိသလိုအဆိုးရှိမှာပဲဒါ ဆိုတဲ့နေရာလည်းရှိမှာပဲကောင်းတဲ့နေရာလည်းရှိမှာပဲလူတိုင်းလူတိုင်းမှာအဲ့လိုတွေပေါ့ရှိမှာပါပဲအဲ့ဒါအဲ့ဒါတော့နေရာမှာပါပြောစရာမလိုဒါအခုချိန်မှာငလျင်ဘေးမှာ ဖြစ်သွားပြီပေါ့တော့ဟိုဖြစ်သွားပြီတဲ့အရာကိုတော့ဘာမှတာစီလို့တော့မရတော့ဘူးအဲ့တော့ဖြစ်သွားပြီတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဖြစ်လာမဲ့ အနေရည်ဒီနောက်ဆက်တွဲဖြစ်လာမဲ့ကျမ်းမာရေးဒီအဲအခုဆိုလို့ရှိရင်ပရိုက်တာအဖွဲ့တွေတော့မများလဲသွားနေကြတယ်မြေပြင်ကိုဆင်းနေကြတယ်အဲ့တော့ပရိုက်တာအဖွဲ့တွေကိုလည်းကျွန်တော်မှာစင်ပါတယ်ကျမ်းမာယူဘူးဆိုက်ကြပါအဲအခုဆိုလို့ရှိရင်ကိုရီမသိနိုင်တဲ့ဟိုအနေရည်ဒီဆိုတာရှိလာမယ်ကိုရီမသိနိုင်တဲ့ကျမ်းမာရေးထိခိုက်မှုတွေကရှိလာမယ်အဲအဲ့ဒီအပေါ်မှာကိုလည်းဟိုတက်တိနားလဲတဲ့လူတွေစီကနေအကြံဉာဏ်ယူပြီးတော့ဒါယူဆိုက်ကြပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်